Okay, TBH Labs ကနေကြိုဆိုပါရစေ။ဒီနေ့ကထူးထူးခြားခြားနေလေးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်မှာเนาะ2025ခုနှစ်ထဲမှာမြန်မာနိုင်ငံမှာ အတန်ဆုံး promotion လုပ်တဲ့ပွဲလေးတစ်ခုရှိအထူးသဖြင့်ခင်ဗျားတို့က nothing fan နေဆိုလို့ရှိရင်ဒီပွဲကိုပို့ပြီးတော့စိတ်ဝင်စားလိမ့်မယ် nothing fan မဟုတ်တဲ့သူတွေတောင်မှဒီပွဲနဲ့မှာ nothing fan ဖြစ်သွားနိုင်အဖြစ်လို့လဲဆိုတာကိုကျွန်တော်ပြောပြမယ် nothing ကမြန်မာနိုင်ငံကို official phone တွေတွင်းနေကြတော့ကြာပြီပေါ့နော်ဒါပေမဲ့အခုက nothing ကရန်ကုန်မှာ flagship store ဖွင့်တော့မယ်ရဲ့အတီးကြပြောမှဆိုလို့ရှိရင်တော့ November 28ရက်နေ့မှာဖွင့်မှာ City Mall စိန်ကျော် um level 1 sign number 243အဲ့ဒီမှာဖွင့်မှာအဲ့ဒီမှာဖွင့်မဲ့ပွဲမှာတို့ကဘာလုပ်ပေးမှလဲဆိုတော့ပထမဦးဆုံးလာဝယ်တဲ့လူအယောက်တရ90ပေါ့နော်အဲ့ဒီအယောက်တရ90ကအခုဒီမှာပြထားတဲ့ nothing phone ဘယ်ဖုန်းကိုဝယ်ဝယ် Nothing CM F1 ကို8128 version ဆိုလို့ရှိရင်6900နဲ့ဝယ်လို့ရမယ်6900 6900 Okay ခင်ဗျားနားကြားလဲမမှားဘူးကျွန်တော်တို့လေစာမှားရိုက်တာလည်းမဟုတ်ဘူးတသိန်းမပြည့်တဲ့ဈေးနဲ့အဲ့ဒီဖုန်းဝင်ရမယ်အဲ့8256 gig ဆိုလို့ရှိရင်တသိန်း6900နဲ့ဝယ်လို့ရတကယ်လို့အဲ့ဒီ offer ကိုမမိလိုက်ဘူးเนาะကိုကပထမဦးဆုံးရောက်တရ90တဲ့မဝင်သွားဘူး latency ကနည်းနည်းလေးနောက်ကျသွားတယ်ဘာညာဆိုလို့ရှိရင်ကျတော့ तू က20% discount ထပ်ပေးအောင်ပါ မရလိုက်တဲ့သူတွေအတွက်ပြီးတော့ accessory တွေကိုလည်း20% discount နဲ့ပေးအောင်ပါဆိုတော့စိတ်ကူးလေးရင်လို့တော့ကောင်းပါပြီပေါ့နော်အမ်အဲ့ဒီနေ့လေးမှာလေချိန်လေးသွားတန်းစီပြီးတော့ perfume လေးဝယ်ရင်ကောင်းမလဲလို့စဉ်းစားနေတဲ့သူတွေဘာ accessory လေးဝယ်ရင်ကောင်းမလဲလို့စဉ်းစားနေတဲ့သူတွေအတွက်စိတ်ကူးရင်လို့ကောင်းသွားအောင်လို့ကျွန်တော်ဒီနေ့မှာ nothing ကနေပြီးတော့ release လုပ်လိုက်ပြီးတော့ကျွန်တော် cover မလုပ်ရသေးတဲ့ product နှစ်ခုဖြစ်တဲ့ nothing phone เนาะไอ้กองเนี่ยပြီးတော့ nothing headphone 1အဲ့ဒီနှစ်ကောင်ကိုပါကျွန်တော်ဗီဒီယိုလေးပေါင်းပြီးတော့ပဲတစ်ခါလေးလှုပ်လိုက်မယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒါအကျွေးဆက်တဲ့အမှတ်ပေါ့ဗျာဟုတ်တယ်မလားကိုမလို့ရသေးရင်အစ်စ်ပဲပေါ့ဆိုတော့ကျွန်တော်ပထမအဆုံး nothing phone 3အကြောင်းကိုပြောမယ်ပြီးသွားလို့ရှိရင်အာ nothing headphone 1အကြောင်းကိုပြောမယ် headphone 1အကြောင်းကိုတန်းကြည့်ခြင်းနဲ့ nothing phone 3ကိုစိတ်မဝင်စားဘူးဆိုလို့ရှိရင်ဟောဒလောက်ကိုကြော်လိုက်နော် time stamp လေးထားပေးထား okay nothing phone 3ဒီဖုန်းကတော်တော်လေး nothing မှာ controversial ဖြစ်ခဲ့တဲ့ဖုန်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဘာလို့လဲဆိုတော့ nothing ကဟိုးရင်ကတည်းကသူကအာ mid range ဖုန်းနေနော်အာ lower mid range ဘိုင်းမှာလည်းရှိတယ် upper mid range ဘိုင်းမှာလည်းရှိတယ်နောက်ဘိုင်းမှာ lower mid range ကိုသူက CMF ကိုပေးလိုက်ပြီးတော့ upper mid range နဲ့ premium mid range နဲ့ပဲသူတို့ကင်တော့တယ်ပေါ့ ဲ့လိုမျိုးသူရဲ့ brand position ပြောင်းသွားတဲ့အထဲမှာဒီဖုန်းက nothing ရဲ့ဈေးကြီးဆုံး specification အကောင်းဆုံးဖုန်းပြီးတော့ nothing ဖုန်းတွေကအရင်တုန်းကမီးလင်းတာလေ bling bling နေခင်ဗျားတို့မြင်လိုက်မယ်ပေါ့နော် glyph interface ပေါ့ဒီဖုန်းမှာ glyph interface ကမပါတော့တာမဟုတ်ဘူးပါတယ်ဒါပေမဲ့မီးလင်းတာမဟုတ်ဘဲနဲ့သူက dometrix display လေးဖြစ်သွားတယ် dometrix display ကညာဘက်ပေါ်ထောက်မှာပါတယ်အဲ့ဒါကိုဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီမှာ game လေးတွေကစားလို့ရတယ်ဒါဆိုလို့ရှိရင် border လေးပေါ့နော်ပြထားလိုက်လို့ရှိရင် အဲဘသူကြမလဲပေါ့အဲနောက်တစ်ရှော့ဘသူတောက်ရမလဲပေါ့အဲညာဘက်ကကောင်တောက်ရမယ်အဲအဲ့လိုမျိုး game လေးတွေဆော့လို့ရတယ်နော်ဖုန်းဘက်ထရီကိုပြပေးနိုင်တယ် stopwatch stopwatch ကတော့နည်းနည်းတော့စားတယ်အဖိထားလိုက်လို့ရှိရင် stopwatch ကစားတယ် stopwatch ဆိုတော့ကျွန်တော်တို့က email အချိန်ကိုကျွန်တော်တို့ကတိတိကျကျမှတ်ချင်တာလေအဲ့ဒီအချိန်မှာကျွန်တော်တို့ကအချက်လေးပဲနှိပ်လိုက်ရချင်တာအခုကဖိထားတယ်ဒါမှမဟုတ် minor crap စီနော် minor crap စီ ပြီးတော့ဖုန်းကောဝင်လို့ရှိရင်ပြပေးတာတို့เนาะ alarm နေ notification နေပြပေးတာတို့ဖုံးစံအတိုင်းပေါ့เนาะအဲ့ဒါလေးတွေပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ glyph interface တိုင်းကတည်မလားအရင်ကြီးအတုံးဝင်ဖို့ကိုဦးစားပေးတယ်ဆိုတာမျိုးကိုကျွန်တော်မမြင်ဘူးဒါပေမဲ့ဒီနှစ်မှာနည်းနည်းလေးပို့ပြီးတော့อืมအရင်ကြီးကိုမဖြစ်တော့လို့မြင်တယ်တူတူတယောက်တည်းမြင်ပါခင်ဗျားတို့ဘယ်လိုထင်လဲတော့မပြောတော့ဘူးကျွန်တော်တော့မီးလင်းတာပို့ကြိုက်တယ် ။ Okay, so ဒီ phone ရဲ့ specification လေးတွေကိုနည်းနည်းပြောအောင်။ဒီကောင်က Snapdragon 8s Gen 4နဲ့လာတယ်။ဆိုတော့ဒီကောင်ကလုံးဝ high end flagship เนาะ Snapdragon 8 Elite တို့ဘာလို့ပြီးရင်အကောင်းဆုံး SoC ကိုသုံးထားတာ။ Performance ကတော်တော်ကောင်းတယ်။ခင်ဗျား daily သုံးတဲ့အချိန်မှာ flagship phone တစ်လုံးရဲ့ခံစားချက်အတိုင်းပဲခံစားရမယ်။ game တွေဘာတွေဆော့ရင်တော့မှခင်ဗျာအရင်ကြီးတည်တာမှာမဟုတ်အခုနောက်ပိုင်းထွက်တဲ့ Snapdragon 8 Elite Gen 5တို့8 Elite တို့အဲ့လောက်တော့ကောင်းမှာမဟုတ်ဘူးဆိုပေမဲ့ခင်ဗျာအဲ့ဒီအာ SoC ကိုတော့လွမ်းမှာမဟုတ်ဘူး အဲ့လိုကောင်းတဲ့ marriage SOC ပေါ့အဲ့လိုကောင်းတဲ့အချိန်မှာပြဿနာဘာလေးတော့ရှိလဲဆိုတော့ဒီကောင်အပူတော့နည်းနည်းလေးများတယ်အခုဒီမှာကျွန်တော် thermal cam လေးပြထားတယ်ပေါ့နော်ဟော benchmark တွေဘာတွေလို့အလို game တွေဘာတွေအရန်ကြမ်းကြမ်းနန်းနန်းနေဆော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီအပေါ်ဘက်ဘောင်ကအာတော်တော်လေးကျွတ်တယ်ပေါ့နော်အဲ့ဒါလေးချက်တော့ရှိတယ်ဒါပေမဲ့ခင်ဗျားဂိမ်းကိုအကြာကြီးဆော်တာမျိုးမဟုတ်ဘူး benchmark ကိုအကြာကြီးဖွင့်တာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့လောက်ထိကတော့ stress ဖြစ်စရာတော့မရှိဘူးဒါပေမဲ့ sustain performance အရင်ကြီးကောင်းတဲ့ဖုန်းမျိုးမဟုတ်ဘူးကျွန်တော်ပြောချင်တာအားတော့ပြောချင်တာဆိုတော့အရှိဘက်က screen ကိုကြည့်လိုက်ရအောင်ဒီကောင်က6.67 inches ရှိတယ်အောက်မှာ optical fingerprint reader ပါတယ် fingerprint reader အောက်ကိုတော့နည်းနည်းလေးယောက်လွန်းတယ်ကျွန်တော်ဒီလောက်လောက်ဆိုလို့ရှိရင်ပိုသဘောကျတယ်ပေါ့နော်အခုကအောက်လေးနည်းနည်းယောက်တယ်ဒါပေမဲ့ကိစ္စမရှိဘူးရတယ်အဲ့လောက်လေးကခွင့်လွှတ်ပေးလို့ရတယ် 120hz ရမယ် brightness က HDR mode မှာ peak brightness 4500 nits ရမယ် Corning Gorilla Glass 7i နဲ့အုပ်ပေးထားတယ်ဒီနေရာမှာလည်းအဲ့လိုပဲအာအကောင်းဆုံး protection ကိုတုံးပေးထားတာမဟုတ် upper mid range protection ကိုတုံးပေးထားတာကျွန်တော်တို့ physical ပုံမှန်သွင်းမြင်ကွင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အနောက်ဘက်ကလုံးဝ flat နီးပါးပဲဒီကောက်မှာ camera bump နေပါတယ်ရေလို့မရှိဘူး camera တလုံးချင်းစီကသူ့ရဲ့ကိုယ်ပိုင် camera အာ protrusion လေးလို့ပဲခေါ်မလား camera bump လေးအဲ့ဒါလေးနဲ့လာတယ် အဲတခုစိတ်ဝင်စားဖို့ကောင်းတာဒီဘယ်ဘက်အပေါ်တောင်းကဒီ telephoto camera ပေါ့နော် 3x telephoto camera ကျန်တဲ့နှစ်ကောင်ထပ်ရှင်လို့ရှိရင်ဒီကောင်ကနည်းနည်းလေးပို့ပြီးတော့တိမ်နေဟွန်းဒါလေးကကြည့်ရတာတမျိုးလေးတော့ဖြစ်တယ်ပေါ့နော် nothing phone တိုင်းကလေသူ့ရဲ့ design ကိုခင်ဗျားကြိုက်ရင်ကြိုက်မကြိုက်ရင်မုံအဲ့လိုမျိုးနည်းနည်း contrasting ဖြစ်တယ်ပေါ့နော်ဒီ phone က contrasting အဖြစ်ဆုံး nothing phone ပဲကျွန်တော်မြင်မှုသမျှတယ်မှာအော်နေကိုပြီးတော့ဒီမှာ နီလေးရှိတယ်မလားအဲ့ဒီအနီလေးကဥမာကျွန်တော်တို့ဗီဒီယိုတွေပဲရိုက်လို့ရှိရင်အဲအဲ့လိုတက်လီလိုက်လေးအနေနဲ့မှိတ်တမှိတ်တုပ်လေးလင်းပေးတယ် very good ဘောင်နေရအလူမီနီယံဘောင်နေအလေးချိန်အနေနဲ့က 218g ရှိတယ်အထူးက 9mm ရှိတယ်ဆိုတော့အရင်ကြီးပါတဲ့ဖုန်းမျိုးအရင်ကြီးပေါ်တဲ့ဖုန်းမျိုးမဟုတ်ဘူးပုံမှန်ပဲပေါ့ လက်ထဲမှာကန်ရတာတော့ကြည်ကြည်လေးလေးရှိတာတော့အမှန်ပဲနောက်ဖက်ကတော့အာပလတ်စတစ်ပေါ့နော်ဒါပေမဲ့ချစ်ဖြစ်တဲ့ပလတ်စတစ်မျိုးမဟုတ်ဘူးအဲ့လိုမျိုးခံစားရမှာမျိုးမဟုတ်ဘူးလက်ရည်တွေပါလေလက်မထင်ဘူးအများနဲ့ clean looking ဖြစ်တယ်ကျွန်တော်ကတော့ personally ပေါ့နော်ဒီကောင်းရဲ့ design ကိုတော်တော်လေးသဘောကျတယ်ဒီ nothing ရဲ့ design DNA တွေကဒီ physical ပုံမှန်တွေ့မြင်မှာပဲမဟုတ်ဖဲနဲ့ခင်ဗျားတို့သိတဲ့အတိုင်းပဲသူ့ရဲ့ UI မှာလည်းလာပြီးတော့ထင်ဟပ်တယ်ပေါ့နော်သူ့ရဲ့ UI ကဘာနဲ့မှမတူဘူးရိုးရှင်းတယ်သူများနဲ့လည်းမတူဘူးခွဲထွက်တယ် snappy ဖြစ်တယ်နော်ကျွန်တော်တို့ setting quick setting ပညာအဲကျွန်တော်တို့ပုံဆွဲတင်နိုင်မယ်ဆိုလို့ရှိရင်ဒီမှာ category light လေးတွေခွဲပေးထားတယ်ပြီးတော့ဒီညာဘက်မှာ essential space အတွက် button လေးရှိရယ်ပေါ့နော် remind me to um call my wife okay နောက်ဆိုရင် essential space မှာတင်လိုက်တယ် clip ချက်နှိပ်လိုက်စာရိုက်လို့လည်းရတယ် mm, buy some groceries okay အဲ့ဆိုရင် essential space ရောက်သွားပြီ essential space ကိုသွားမယ်ဆိုရင်ဟောဒီထဲမှာဟောလို့ပြလိုက် double click နေရင် essential space ကိုရောက်သွားတယ် okay ဆိုတော့ကျွန်တော်ခုနကတော့ဒီမှာကျွန်တော်ခုနကတော့စကားနဲ့ပြောခဲ့တဲ့ဟာရောစာရေးပြောလိုက်တဲ့ဟာရောအဲ့ဒါ memory ထဲကိုရောက်တယ်။ Okay ။အစရှိနေပြီပေါ့ဗျာ။ Nothing ရဲ့ ဖလဲလေးတွေပေါ့နော်အဲ့ဒါလေးတွေပါမယ် Okay Okay ဆိုတော့ကင်မရာဘက်ကိုကြည့်ရအောင်ကင်မရာမှာ၃လုံးပါတယ်50 megapixel ကြီးပဲ၃လုံး50 megapixel f1.7 wide ရဲ့50 megapixel f2.7 periscope telephoto ရဲ့50 megapixel f2.2 ultra wide ဓာတ်ပုံကြီးကပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းရဲ့ theme အတိုင်းပဲเนาะ flagship level quality မျိုးမဟုတ်ဘူး upper mid range level quality အထူးသဖြင့် တယ်လီဖိုတိုမှာတည်တာလိမ့်မယ်ပြောရရင်သူ့ရဲ့ main camera ကအရင်ကြီးမဆိုးဘူးပေါ့နော်အထူးဖြင့်ကျွန်တော်တို့လင်းရံကောင်းကောင်းရှိတယ်ပါညာဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးပြဿနာမရှိဘူးဒါက okay အာမပြောရင် flagship မဟုတ်ဘူးဆိုတော့ခင်ဗျားတို့လည်းသိကြမှသိမယ်ဒါပေမဲ့နည်းနည်းလေး challenging ဖြစ်တဲ့ situation လေးတွေရောက်လာပြီးဥပမာအဖြစ်တပုန်တပုန်မြန်မြန်ရိုက်ဖို့လိုလာပြီးပါညာဆိုလို့ရှိရင် तू focus လုပ်တာနည်းနည်းလေးကြာတာမျိုးလေးတွေရှိတယ်ပြီးတော့သူ့ရဲ့ telephoto camera တခြားသော android phone တွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင် ာလာအလောက်ထီမစိုးဘူးအလောက်ထီဗီဗီမဖြစ်ဘူးပေါ့အာ sharpness တိတ်မကောင်းတဲ့ကိစ္စပေါ့နော်ဒီလေးတိတ်မကောင်းတဲ့ကိစ္စအဲ့ဒါလေးတွေရှိမယ်ဒါတော့ပါပဲမြန်မြဆဆတော့ပြစ်တင်စရာတော့မရှိဘူး okay battery battery အနေနဲ့ကဒီကောင်က9150 mAh ပါတဲ့ silicon carbon battery silicon carbon battery ဖြစ်နေရတဲ့ဒါနဲ့ဖုန်းကလည်းဒီလောက်လေးဒီလောက်ထူနေရတဲ့ဒါနဲ့ဘာဖြစ်လို့9150လေးတော့မပြောတော့ဘူး6000လောက်တော့ပြစ်တင်နေမှာမဟုတ်ဘူးလား ဖြစ်ချင်တာ ਉਹ ပြောတာဖြစ်ချင်တာ ਉਹ ပြောတာဒါပေမဲ့ battery life ကတော့ခံလာလို့မင်းရင်တော့ one day phone ကတော့ကောင်းကောင်းမွန်မွန်ဖြစ်ပါတယ်ခုခေတ်တခြားသော battery beast ကြီးတွေနဲ့တော့သွားရှင်လို့မရဘူးပေါ့ဒါပေမဲ့ nothing က efficiency ဘိုင်းမှာကောင်းပါတယ် power management ဘိုင်းမှာကောင်းပါတယ်အပြင်သွင်းမယ်ဆိုလို့ရှိရင်ကဒီကောင်က65 watt wire နဲ့ရမယ် wireless ဆိုလို့ရှိရင်15 watt ရမယ်ဆိုတော့ conclusion အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းကအခုလိုမျိုး promotion နဲ့ဆိုလို့ရှိရင်တော့ခင်ဗျားတို့ထည့်စဉ်းစားတဲ့ဖုန်းတစ်လုံး ဒီလိုတန်တဲ့ချိန်မျိုးမှာမမဝင်ဒီဖုန်းကိုတခြားဝယ်ဖို့ချိန်ဆိုတာမရှိတော့ဘူးဆိုတော့เนาะဒီဖုန်းကဘယ်လိုလူမျိုးတွေအတွက်လဲဆိုတော့ okay ပတ်စံကို၃နိုင်တယ်ဒါပေမဲ့အရင်အများကြီးတည်ရမလားတိန်း40တွေတိန်း50တွေဟဲအဲ့လိုအဲ့လိုမျိုး level ထိဟိုတော့မတုံးခြင်းမူဖုန်းတစ်လုံးအတွက်ကိုเนาะ flagship soc တွေမလို့ဘူး game မဆော့ဘူးသူများနဲ့မတူတဲ့ premium ဖြစ်တဲ့ um user experience တစ်ခုကိုလိုချင်နေဆိုတဲ့သူမျိုးတွေဝယ်ခိုင်းနေမယ်။သူပြင်တေယောဖုန်းမကြိုက်တဲ့သူတွေဝယ်ခိုင်းနေမယ်။ Okay ဆိုတော့ Nothing Phone 3ကြောင်းပြီးပြီ။ headphone လေးကြောင်းပြောလိုက်ရအောင်။ headphone ကနည်းနည်းလေးပို့ပြီးတော့ကျွန်တော်အမြင်ရမှာစိတ်ဝင်စားဖို့ပိုကောင်းတယ်။ Okay ဒီကောင်ကို Nothing headphone 1လို့ခေါ်တယ်။ဒီ headphone က Nothing တို့ရဲ့ထုံးစံအတိုင်းပဲ။သူက flagship level မဟုတ်ဘူး။ Sony WH-1000X Mark 6တို့ AirPods Max တို့ Bose Quiet Comfort တို့အဲ့လိုမျိုး flagship ကြီးတွေကိုရှင်မို့အတွက်ထုတ်ထားတဲ့ကောင်မျိုးမဟုတ်ဘူးတို့ထက်ဈေးရတဆင့်ပုံနဲ့နိုင်ငံတကာမှာဆိုလို့ရှိရင်ဗျာဒီကောင်ဒေါ်လာ90လောက်ပိုတက်တာသူများတွေက350လောက်နဲ့ရောင်းတဲ့အချိန်မှာဒီကောင်300နဲ့ရောင်းတယ်မြန်မာနိုင်ငံဈေးတော့ကျွန်တော်မသိသေးဘူးဆိုတော့ဒီကောင်က noise cancellation overhead headphone တွေမှာဆိုလို့ရှိရင်လည်းဒီကောင်က premium mirage level ကိုနေရာယူထားတယ်ဆိုတော့ဒီကောင်ကသူများတွေနဲ့လုံးဝမတူတဲ့ ဒီဇိုင်းဒီရန်နေနဲ့လာတယ်။နသိန်းလို့ရထုံးစံအတိုင်းပဲเนาะအပေါ်ဘက်ဒီ headband နေဒီ bear adjustment နေရာတွေအဲ့ဒါတွေက plastic သုံးထားတယ်။ဒီ hinge က metal ဘေးမှာတော့ plastic ကပါလေးပေါ့နော်။အာဒီဒီ ear cup ဒီနေရာတွေကလည်း metal တွေပဲ။ဒီကောင်က full flat ဖြစ်တယ်။ เนาะဒီလိုထားလို့ရတယ်ဒါပေမဲ့ခောက်လို့မရအောင်ခောက်လို့မရအောင်အဲ့ဒါလေးချက်တော့တိတ်တော့မကြောက်အော်နေခဏနေအောင်ဒီကောက်မှာဒီ hard carrying case လေးလက်ပါတယ် quality လေးတော်တော်ကောင်းတယ်ခပ်ပပလေးပဲเนาะ compact ဖြစ်တယ်ဟဲ့လို့တော့ဒီကောက်ကိုကျွန်တော်ထည့်မယ်ဆိုရင် quality လို့ထည့်ရမယ် okay မြင်ဒီမှာ ကျိုးတွေပါလိထဲဖို့အတွက်နေရာပါမယ်ဒေါ်လီတောင်းတောင်းတင်းရှိတယ်မိုက် very good ဆိုတော့ပထမဆုံးကျွန်တော်တို့ comfort အကြောင်းကိုပြောရအောင်ဒီကောက်ငူကိုတက်ရတာကတယောက်နဲ့တယောက်ကတော့ experience กว่ากองกว่าနိုင်တယ်ဗောနော်ကျွန်တော်အနေနဲ့မှာတော့ comfortable ဖြစ်တယ်ဒီကောင်ကခင်ဗျာထင်ထားတဲ့လောက်တော့မပေါ့ဘူးဗျာသိလား plastic component တွေတုံးထားပြီးမဲ့အဲ့လောက်မပေါ့ဘူးနည်းနည်းလေးပို့ပြီးတော့ ထင်ထင်တာထက်ဟာဓာတ်ပုံတွေဗီဒီယိုတွေမှာမြင်ရတာထက်နည်းနည်းပိုပြီး solid ဖြစ်တယ်ဟမ်တော်တော်လေး flash တောက်ဖြစ်တယ် oh my god ဒီကောင်ကိုတက်လိုက်တာနဲ့အရန်အရန်ကိုတိတာတာ noise cancellation ကပိုဆိုပစကောင်းတယ် noise cancellation ကောင်းတာနှစ်ချက်ရှိတယ်ဗောနော် active noise cancellation ကောင်းတာနဲ့ passive noise cancellation ကောင်းတာနဲ့ဒီကောင်က passive noise cancellation ကိုကောင်းတာသူရဲ့ဒီ ear cup ထားတဲ့ပုံစံကြောင့်ဗောနော်တက်လိုက်တာနဲ့ noise cancellation ပိတ်ထားလေ cancellation ကအစိုးရကြီးကကောင်းနေပြီသား active noise cancellation ကတော့ဒီကောင်က upper mid range level ပဲရှိမယ် flagship level နော် sony တွေဘာတွေလောက်တော့ကောင်းမှာမဟုတ်ဘူးဒါပေမဲ့တော်တော်လေးတော့အလုပ်ဖြစ်တယ်တော်တော်လေးတော့အလုပ်ဖြစ်တယ်ဥမာ sony 1000x mark 6တုံးနေတဲ့သူကိုဒီကောင်အောင်တော့ပေးလိုက်ရင်ဟာမင်းဟာကြီးကလည်းစုပ်လိုက်တာလို့သူပြောမှာမဟုတ်ဟာကောင်းလည်းဘလောက်တောင်ကောင်းတာပဲလားအဲအဲ့လိုပြောလိုက်ပြဒီကောင်မှာနောက်ထပ်ထူးခြားတဲ့အချက်ကဘာလဲဆိုတော့သူ့ရဲ့ control ပေါ့နော်သူ့မှာခလုတ်ရယ်လို့ ရုပ်ပြကြည့်လိုက်ရင်ဘယ်နှားနှိပ်လို့နှိပ်ရမှန်းခင်ဗျားတို့သိမှာမဟုတ်ဆိုတော့သူ့မှာခလုတ်လေးတွေမျိုးစုံပါတယ်ဗောနော်ညာဘက် ear cap ရဲ့ဒီဘက်မှာကြည့်လိုက်မယ်ဆိုရင်ဒါကို roller လို့ခေါ်တယ်ဒီဟာကိုဒီလ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 ိုလှည့်လို့ရှိရင်ဒီလိုဒီလိုလှိမ့်လို့ရတယ်ဗောနော်အဲ့ဒါဆိုလို့ရှိရင် volume တိုးကျယ်လောက်တာအချက်နှိပ်ရင် play pause လောက်တာမြင်အောက်ကဟာကျတော့ paddle လို့ခေါ်တယ်အဲ့ဒါကိုဒီဘက်သွားလို့ရတယ်ဒီဘက်သွားလို့ရတယ် and အဲ့ဒါက next previous ဗောတချို့သောအမ် support လုပ်တဲ့ app တွေဥပမာအဖြစ် Apple Music တို့ပါလို့ဆိုလို့ရှိရင်ဒါကိုဖိထားပြီးတော့ seek forward လောက်တာပါညာအဲ့ဒါလောက်လို့ရတယ်အောက်ဖက်မှာတော့ power power ကျတော့ button မဟုတ်ဘူး switch လေးနဲ့အဲ့ဒါလေးကိုသဘောကျတယ်ပြီးတော့ ear cup ဒီဘက်ကိုလှန်ကြည့်လိုက်မယ်ဆိုရင်ဒီမှာခလုတ်လေးတစ်ခုတက်တက်ပါတယ်အဲ့ဒါက bluetooth pairing တော့ဒီတန်ခလုတ် connectivity အရာကဒီကောင်းမှာအာ USB C အသွင်ပေါက်ပါတယ်3.5 mm jack ပါတယ်ဒီကောင် USB C နဲ့လဲ wire mount နဲ့သုံးလို့ရသလို3.5 mm jack နဲ့လဲ wire mount သုံးလို့ရတယ်ဆိုတော့နားတစ်ဖက်ချင်းစီမှာဒီမှာ noise cancellation အတွက် mic တစ်ခုဒီမှာ mic တစ်ခုဒီမှာ mic တစ်ခုသုံးခုပါတယ် audio ခလုတ်မှာနောက်တစ်ခုပြောဖို့ကြံခဲ့တယ် ear cap ရဲ့ဒီဘက်အပြင်ဘက်မှာဒီကောင်ပါတယ်ဒီကောင်ကအာ Siri တို့ เนาะ Google Assistant တော့လို့ AI Voice Assistant ခေါ်တဲ့ club သူမှာ touch control လုံးဝမပါဘူးဒီ ear cup ကိုနှိပ်ပြီးတော့ဘာမှခင်ဗျာလုပ်လို့မရသူ့ရဲ့ control ကတော်တော်လေး intuitive ဖြစ်တယ်ဆက်ဆချင်းတုံးတုံးချင်း9မိနစ်10မိနစ်လောက်ကတော့ခင်ဗျာဘယ် club ကိုဘလို့နှိပ်လို့ဘာလို့อ่ะမှမသိဘူးဖြစ်သွားလိမ့်မယ်ဒါပေမဲ့အဲဘယ် control တွေကဘာလုပ်တယ်ဆိုတာကိုသိသွားပြီးသွားပြီဆိုလို့ရှိရင်တော်တော်လေးအာ natural ဖြစ်တယ်ပေါ့နော်ဒီကောင်ကတော့သုံးရတာအခုပဲ ခုပဲဒီ control မှာကျွန်တော်နည်းနည်းလေးအတိအကောင်းဖြစ်တာပါလဲဆိုတော့ဒီ roller ပေါ့နော် roller ပုံမှန်အတိုင်းဒီတိုင်းတက်ထားပြီးတော့သုံးမှန်ဆိုလို့ရှိရင်ရတော့ခင်ဗျာအာ volume adjustment လောက်ရတာမိုက်တယ်ဒါပေမဲ့အဲ့လိုအခုခုကိုမှီလိုက်ပြီးတော့ဒီလားလှဲပြီးတော့ဒီဘက်တွေကိုလှလိုလေးလှိမ့်လိုက်တယ်တော့ပါတော့ဆိုလို့ရှိရင်အဲ့ roller နဲ့တော်တော်ထိမိပြီးတော့ volume အတိုးအကျယ်လေးဖြစ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးတိတ်မကြိုက်ဘူးပြီးတော့ဒီတိုင်းဆိုကြားမလားမသိဘူး volume တိုးကျလို့လို့ရှိရင်အဲ့လိုမျိုး audible response လေးပေးတယ်ပြီးတော့ဒီ roller ကိုဖိထားလို့လို့ရှိရင် noise cancellation မှုပြောင်းတာဟုတ်ကဲ့ဟုတ်ကဲ့ပြောနေရင်လည်း control bell ကိုရောက်သွားတာကျွန်တော်တို့အာ comfort bell လေးကိုဆက်ဆက်ပြောခြင်းတယ်ဗောနော် comfort ကသူ့ရဲ့ဒီ leather quality တွေအပေါ်က headband က leather quality တွေတော်တော်ကောင်းတယ်ဒါပေမဲ့ဒီ leather ကဒီကျွန်တော်အတွက်နားနည်းနည်းပူလွန်းတယ်သူ့ရဲ့အသားတက်ထားလို့ရှိရင်အဲ့လို discomfort တော့မဖြစ်ဘူးဆိုပေမဲ့ နိုင်ယူဝတ်တနာကြီးလောက်ကြာွားပြီးရင်တော့ဒီ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 နောက်ဖက်နှားလေးကဥရဲပေါ့နော်ဆိုတော့အဲ့ဒီတပေါက်လေးတော့ရှိတယ်ဆိုတော့ sound quality sound quality ဘိုင်းမှာဒီကောင်က nothing က तू तू ကြီးတာလောလောက်ထားတာမဟုတ်ဘူးပေါ့နော်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ခင်ဗျား sound by cap ဆိုတာလေးတွေ့လိမ့်မယ် cap ဆိုတာကျွန်တော်တို့ um luxury speaker တွေထုတ်တဲ့ company ပေါ့နော် ျွန်တော်အရိယာစပီကာလေးတွေကိုတော်တော်တည်ရယူနေတာကြာပြီအဲ့ဒီကောင်လေးနဲ့ပေါင်းပြီးတော့ဟောဆောင်းကိုကျူးနင်းလောက်ထားတာဘလို့နေသလဲဆိုတော့ out of the box ပေါ့နော်ဘာ EQ မှမလောက်ထားဘူးဆိုလို့ရှိရင်တော်တော်လေး natural ဖြစ်တယ်ဒါပေမဲ့ trouble ဘိုင်းမှာနည်းနည်းလေးအာယော့မယ်ပေါ့ trouble နည်းနည်းလေး recess ဖြစ်မယ်ဆိုတော့ဘာဖြစ်သွားသလဲဆိုတော့အာ1ဖြစ်တဲ့တုံးဘက်ကိုယောက်တယ်ဒါပေမဲ့1ဖြစ်တယ်ဆိုတာ base များလို့မဟုတ်ဘူး trouble ဘက်ကယော့နေလို့ ဟာနင်ပူကောင်းတဲ့အတုံးနှုံးရှိတယ်အဲ့ဒါ dark လို့ခေါ်တယ်နော် bright မဖြစ်ဘူးပေါ့ဒီကောင်က dark ဖြစ်တယ်ပေါ့ဒါပေမဲ့လည်းကိုယ့်ဘာသာကို um nothing x app မှာကိုယ့်ဘာသာကိုပြန်ပြီးတော့ခင်ဗျာအာကျူနင်းလုပ်လို့ရတယ် nothing x ကိုဝင်လိုက်မယ်ဆိုရင်ဆိုတော့ mode ကတွေ့ရွေးစရာနှစ်မျိုးရှိတယ်ပေါ့နော် simple ရယ် advanced ရယ်အာ simple ရိုးရိုးဥမာကျွန်တော်ခုနကပြောလိုက်တဲ့ trouble နဲတယ်မလား more trouble လောက်လိုက် okay အဲ့ဒါဆိုလို့ရှိရင်အာအဆင်ပြေသွားပြီပေါ့နော်ဒီလို simple ဖြစ်တဲ့ဟာလေးတွေကကျောင်းနေနေအဆင်ပြေတယ်ပြီးတော့ advance သွားလို့ရတယ် advance သွားလိုက်လို့ရှိရင်1 2 3 4 5 6 7 8 8 band eq ပေါ့နော်ဒီကြအင်း bam 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 ဘာညာလောက်လို့ရတယ် band တစ်ခုချင်းစီကို reset လို့ရတယ်အင်းပြီးတော့ explore explore ထဲမှာကျတော့သူများကလုတ်ပေးထားတဲ့ community ကလုတ်ပေးထားတဲ့ eq တွေပေါ့နော်အဲ့ဒါတွေကိုလည်း download လုပ်ပြီးတော့တခါတယ်စမ်းပြီးတော့ တစ်ခါလေးတန်းပြီးတော့သုံးလို့ရတယ်ပြီးတော့ဒီကောက်မှာအာ special audio လဲပါမယ်ပေါ့နော် fix ထားလို့လဲရမယ် head tracking ထားလို့လဲရမယ် personal sound base enhancement low lag mode နော်ပြီးတော့ control control မှာလည်းခုနကကျွန်တော်ပြသလိုက်တဲ့ဟာတွေ default control တွေပေါ့ဒီမှာ button ကို single press လုပ်မယ်ဆိုလို့ရှိရင်ဘယ် button လဲဒီ button ဒီ button ကို single press လုပ်မယ်ဆိုလို့ရှိရင် mic mute ထားခြင်းလားထားလို့ရတယ် EQ ပြောင်းခြင်းလားပြောင်းလို့ရတယ် voice AI

man it's okay but it could be better okay so တော့ဖုန်းကိုပိတ်ထားပြီးတော့ဆိုရင်ရောอืมဖုန်းကိုပိတ်ထားရင်ねဒါကိုနှိပ်ရင်တော့ ChatGPT ကိုတမ်းမရောက်ဘူးဖုန်းကပွင့်နေရမယ်အဲ့တစ်ချက်နှိပ်လိုက်ရင် ChatGPT ရောက်သွားမယ် hello တော့เอ่อ no CD တွေဘာတွေမသုံးခြင်းဘူး Google Assistant တွေဘာတွေမသုံးခြင်းဘူးဆိုလို့ရှိရင်အဲ့ဒါနဲ့လည်းအဆင်ပြေတယ်ပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်ဒီ network ကို personally တောင်ဝယ်ဖို့အတွက်စဉ်းစားမိတယ်ပေါ့နော်အလောက်ထိကိုကျွန်တော်သဘောကျတယ်ကျွန်တော်အနေနဲ့အဆင်ပြေတယ်အလုပ်ဖြစ်တယ် control တွေမိုက်တယ် comfort က80% of the time အဆင်ပြေတယ်အရန်ကြာကြီးဝတ်ထားရင်သာအဆင်မပြေတာနည်းဆုံးတော့ဗျာသိလားဒီကောင်ကိုဝတ်သွားလိုက်လို့ရှိရင်သူများနဲ့မတူ क्वे ပြားနေပြီးတော့ဟာမင်းဟာဘာကြီးလဲအဲအဲ့လိုမေးခံရမှာတော့သိကြ Okay ဆိုတော့ဗီဒီယိုလည်းတော်တော်ရှည်သွားပြီဒီနေ့ကျွန်တော်ပြောပြပေးလိုက်တဲ့ နော် nothing phone 3ပဲဖြစ်ဖြစ်နော် nothing headphone 1ပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုအစမှာတော့ကပြောခဲ့တဲ့ promotion ထဲမှာပါတယ် okay ဆိုတော့ခင်ဗျားတို့ဝယ်ဖို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်28ရက်နေ့စောစောစီစီလေးသွားတန်းစီဖို့ကျွန်တော်အကြံပေးခြင်းဆိုတော့ခင်ဗျားတို့ရော nothing phone 3ကိုရော nothing headphone 1ကိုရောဘယ်လိုမြင်သလဲဒီ promotion ကိုရောဘယ်လိုမြင်လဲခင်ဗျားတို့ပြန်တယ်လို့ထင်လားခင်ဗျားတို့သွားတန်းစီပြလိမ့်မယ်လို့ထင်လားပြီးတော့ရလာတဲ့ CMF ဖုန်းဝန်းကိုရောခင်ဗျားတို့ secondary phone အနေနဲ့ kain မယ်လို့စဉ်းစားလားရောင်းစားမယ်စဉ်းစားလားဟုတ်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှုံးလို့ရပါတယ် okay နောက်နေ့မှတွေ့ကြပါဦး